ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့စောမှုတူစေဖို့နဲ့ KNU ဒုပလေယာခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်းတို့ကိုအဖွဲ့ကနေအပြီးထုတ်ပယ်လိုက်ပြီလို့ဘဒုစောတော်နီက AOD ကို အတီးပြုပြောဆိုပါတယ်။အော်တိုဘာလကုံပိုင်းကကျင်းပါတဲ့ KNU ရဲ့73ကြိမ်မြောက်ဗဟုအလုံးမှုဆောင်စီဝေးမှာအခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီးကာယကံရှင်တွေကိုလည်းအကြောင်းကြားပြီးသားဖြစ်တယ်လို့သိရပါဗါဒီခေါင်းဆောင်ဟောင်းတွေဟာ KNU ရဲ့မူဝါဒတွေကိုအချိန်ချင်းချိုးဖောက်ခဲ့တာကြောင့် အခုလိုအရေးယူခဲ့တာလို့ KNU ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ကွန်ကရစ်ရွေးကောက်ပွဲမှာသူတို့ဟာပြန်လည်ရွေးကောက်တင်မြောက်ခြင်းမခံရဘူးဆိုပေမဲ့သူတို့ဟာ KNU ရဲ့အဖွဲ့ဝင်ဖြစ်နေဆက်လက်ရှိနေပါသေးတယ်။သို့တော့အဲဒီအဖွဲ့ဝင်ဖြစ်နေဆက်လက်ရှိနေလည်းပဲအဖွဲ့ဇီးရဲ့မူဝါဒ policy တွေကိုလိုက်နာဖို့လိုပါတယ်။အော်တကယ်တမ်းဖြစ်နေတဲ့ကိစ္စကတော့အဲ့လိုလက်နာမှုမရှိဘဲနဲ့တစ်ချိန်လုံးပဲထပ်ကတည်းကလက်ကျူးလို့နေတဲ့အခါကျတော့ကျွန်တော်တို့ဟောပြန်ပြီးတော့ရေးပြီးတာဖြစ်ပါရခင်ဗျာ။ စောမှုလူစေဖို့ဟာ2012ခုနှစ်နိုဝင်ဘာလကကျင်းပခဲ့တဲ့ KNU ရဲ့15ကြိမ်မြောက်ကွန်ကရစ်အစည်းအဝေးမှာဥက္ကဋ္ဌဖြစ်လာပြီး2023ခုနှစ်မှာယာဒူးကနေအနားယူခဲ့တာပါ KNU ဥက္ကဋ္ဌယာဒူးကနေအနားယူပြီးတဲ့နောက်2023ခုနှစ်စက်တင်ဘာလကုန်ပိုင်းကနေပြည်တော်မှာစစ်ကောင်းဆောင်နဲ့တီးတန့်တွေ့ဆုံခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းတာဟာနိုင်ငံရေးပြဿနာဖြစ်ပြီးဒီပေါ်မှာလက်နက်နဲ့ဖြည့်ရှင်းကြတာကိုဝန်းနေတဲ့အကြောင်းဗိုလ်ချုပ်ကြီးမူတူးစေဖို့ကလက်မှတ်ထိုးစာထုတ်လို့ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။2025ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာစစ်တပ်ကပြုလုပ်တဲ့တနင်္ဂနွေပစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြပွဲကို KNU ကသတင်းမှောက်ကြောင်ကြေညာခဲ့ပေမဲ့စောမှုဒူးစေဖို့နဲ့စောရွှေမောင်းတို့တက်ရောက်ခဲ့ကြပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့လုံးဝသီးခံလို့မရတဲ့အဲဒီအနာသိမ်းတာနဲ့ပဲတခါငြင်းငြင်းဖြစ်နေတဲ့ကုလုံဖြက်စီးလိုက်တာပဲလေကျွန်တော်တို့ချုပ်ဆိုရတဲ့ NCA ဆာကျော်လည်းသူတို့ဖြက်စီးလိုက်တာ ဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူးဒီလိုဖြစ်နေတဲ့ကိစ္စတွေမှာကျွန်တော်တို့အဖွဲ့အစည်းထဲမှာလည်းအကြိမ်ကြိမ်ခါခါကျွန်တော်တို့ဆွေးနွေးပြောဆိုတယ်ဒီခေါင်းဆောင်တွေလည်းရှိတယ်သို့တော့ဟိုဒီလိုမျိုးကျွန်တော်တို့အဖွဲ့အစည်းရဲ့ခိုင်ရမှာပြက်ပြက်သားဆုံးပြလိုက်တယ်2021ဆက်အနာသိန်းတာကိုဘယ်လိုမှလက်မခံနိုင်တဲ့ဟာကိုအဲ့ဒီကိစ္စကနေပတ်သက်ပြီးတော့ဒီခေါင်းဆောင်တွေကဒီ KNU ရဲ့မူဝါဒ policy ပေါ်မှာခိုင်ရမှာယက်တည်မှုရှိတဲ့အခါကျတော့ကျွန်တော်တို့ကတော့ပြက်ပြက်သားပဲအလုပ်လုပ်ရတာပဲဖြစ်ပါတယ်ခင်ဗျာ KNU ကောင်းကောင်ဟောင်းတွေထဲမှာအာဏာသိမ်းဆက်တက်နဲ့ထိတွေ့ဆက်ဆက်မှုတွေကိုကြိုးစည်းပွားကိစ္စတွေဒါမကပဲထိုင်းမြန်မာနယ်စပ်ကကြားဖြတ်လုပ်ငန်းတွေနဲ့ပါဆက်နွယ်မှုရှိနေသူတွေရှိတယ်လို့ကရင်နိုင်ငံရေးလေလာဆောင်ကြည့်သူအတိုင်းဝိုင်းကပြောပါတယ်ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး KNU ထဲမှာနောက်ထပ်ရေးယူမှုတွေလည်းမကြခင်ထပ်တွေ့လာရနိုင်ွယ်ရှိတယ်လို့လည်းဆိုကြပါတယ်